မြန်မာ passport စာအုပ်ကင်ထားတဲ့သူတွေအာနိုင်ငံခြားမှာဒေါ်လာလဲလို့ရတယ်မရဘူးပေါ့နော်တချို့လည်းလဲလို့မရဘူးဆိုပြီးတော့ line ပေါ်မှာဒီရဲ့ဘိုင်းဒီမှာတင်းလေးတွေပြန့်နှံ့တာရှိတယ်အဲ့တော့ကျမနေရတော့မလေးရှားဆိုတော့မလေးရှားနဲ့ပတ်သက်ပြီးတော့ပဲပြောမယ်အဲ့တော့တင်းကတော့အဆုံဖြစ်နေရပေါ့နော်အဲ့တော့ဘယ်ဟာမှန်လဲမလဲမသိတဲ့ခါကျတော့ဒီနေ့ကတော့ကျမကိုယ်တိုင်ဒီဝေလဲတဲ့ဌာနကိုကျမကိုယ်တိုင်သွားခဲ့တယ်။သွားခဲ့ပြီးတော့ကိုယ်သိတဲ့အကြောင်းအရာတွေကိုမေးခဲ့တယ်။ပြီးတော့ကိုယ်တိုင်လည်းငွေလဲခဲ့တယ် ေချာရေအောင်လို့ပေါ့နော်အဲ့တော့ပထမအောင်ဆုံးကျမကတို့ကိုမေးတယ်ငါတို့ဒီလိုမျိုးသတင်းတွေငါတို့ကြားနေတယ်မြန်မာ passport စာအုပ်ကိုင်တဲ့သူတွေကငွေလဲလို့မရဘူးပေါ့နော်ဒေါ်လာလဲလို့မရဘူးပြောတယ်ဆိုတော့အဲ့ဒါဟုတ်လားဆိုတော့သူကပြောတယ်အာအခုနောက်ပိုင်းစီကန်းပေါ့နော်ဒါအတိဥပဒေအတိထုတ်တာတဲ့မြန်မာနိုင်ငံစာအုပ်မှမဟုတ်ဘူးတဲ့နိုင်ငံတကာပေါ့နော် ဘသူပဲလာလာတဲ့အရင်တော့ဆိုလို့ရှိရင်အာ ringgit 3000အထက်မှာပေါ့နော်ဒီဒီအချက်လက်တွေကိုတေချာသူတို့ယူကြတာတဲ့အခုဆိုလို့ရှိရင်တဲ့ဒေါ်လာလဲရင်တောင်မှသူတို့နိုင်ငံသားပေါ့နော်မလေးရှားနိုင်ငံသူနိုင်ငံသားလဲရင်တောင်မှအာကိုကြီးအချက်လက်တွေကိုအကုန်တင်ပြရတယ်တဲ့ အဲ့တော့မြန်မာနိုင်ငံတိုင်းနိုင်ငံနဲ့မှမဟုတ်ဘူးတဲ့နိုင်ငံတကာပဲတဲ့အဲ့လိုမျိုးလုပ်တာတဲ့အဓိကသူတို့လိုရတဲ့အကြောင်းချင်းကတော့ဒီလိုမျိုးငွေကြေးခွာချမှုကိုတဲ့သူတို့ထိန်းကွက်တာလည်းပါတယ်။နောက်ပြီးကြတော့အခုဒီ Trump တက်လာတဲ့အချိန်မှာအာဖြစ်ပေါ်နေတဲ့ဒီအခွန်ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လည်းအဲ့တော့နိုင်ငံတွင်းမှာရှိတဲ့ဒေါ်လာတွေကိုသူတို့ပြန်ပြီးတော့တေချာထိန်းသိမ်းတာတွေလည်းပါတယ်။ နောက်တစ်ခုကကြတော့ဒီပေါ့ဒီလက်စားမှုတွေပေါ့နော်တချို့ဆိုလို့ရှိရင်လက်စားလို့ရှိရင်ဒီမှာဆိုရင်တချို့ဘန်းအကောင့်ထဲမှာထည့်လို့မရဘူးလေ။ဘာလို့ဆိုဘန်းကိုပြန်လိုက်လို့ရှိရင်သူတို့ပေါ့တယ်။အဲ့တော့တော်တော်များများကတော့ဒေါ်လာတွေနဲ့ပြန်လဲပြီးတဲ့ခါကျတော့တေချာပြန်သိမ်းကြတာရရှိရဲ့။ဒါတွေလည်းအရှိမှဆိုသူတို့သတင်းတွေတက်တာကြီးအများကြီးရှိပါတယ်။ကြားဘူးကြမှာပါနော်။ အာဒေါ်လာတွေကိုထုတ်လိုက်ပြီးသိမ်းထားကြတာတွေအဲ့ဒီခါကျတော့ဒီငွေကြေးစင်းစင်းမှုကလည်းတိုင်းပြည်အတွက်မကောင်းဘူးပေါ့နော်အဲ့ဒါကြီးလည်းအကုန်ပါတယ်ဒီပေါ့နော်နာမည်ထွက်နေတဲ့နိုင်ငံတွေမှာပေါ့အဲ့လိုမျိုးလက်စားမှုတွေအများများတဲ့နိုင်ငံတွေနိုင်အဲ့လိုမျိုးနိုင်ငံတွေကနိုင်ငံသူနိုင်ငံသားတွေလာလဲဆိုလို့ရှိရင်လည်းဒေါ်လာလဲမယ်ဆိုရင်သူတို့တည်တည်ချာချာကြီးကိုသူတို့ပြန်ပြီးရောစစ်တပ်တွေပြန်ကောက်တယ်ပေါ့နော်အဲ့တော့ဒီ ခရိုနီတွေတို့ပေါ့နော်ပြီးတော့နာမည်ထွက်နေတဲ့နိုင်ငံမှာရှိတဲ့ဒီဟာဒီနဲ့ပတ်သက်တဲ့သူတွေပြီးလို့ရှိရင်ဒီမျိုးစစ်တပ်အတိုင်းဝိုင်းနေတဲ့ပတ်သက်တဲ့ဟာတွေအဲ့လိုမျိုးတွေကသူတို့စီမှာလည်းတိုင်ထားတဲ့ဟာတွေရပေါ့နာမည်တွေနဲ့ရှိတယ်တဲ့အာတချို့ပေါ့နော်စာအုပ်တွေပေါ့နော်ဒီဝေလဲမဲ့နေရာကို passport စာအုပ်ပေးมาရတာလေလဲပေးတာလဲလိုက်တဲ့အခါမှာဒီလိုသတင်းထွက်ထားလို့ရှိရင်သူတို့ရဲ့ system ထဲမှာကဒါတွေကဒီလိုမျိုး list တွေရှိပြီးသားအတွက်ကြောင့်မို့လို့ သူတို့ကဒါကိုဆက်ပြီးလဲခွေမပေးဘူးပေါ့နော်အဲ့ဒါမျိုးသူတို့လုပ်တယ်တဲ့ဒါမျိုးသူတို့ပိတ်ထားတာပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒါကြောင့်မို့လို့တဲ့အာပြောရလို့ရှိရင်တော့ဟိုမြန်မာနိုင်ငံမတွေမဟုတ်ဘူးကိုကိုကိုတိပေါ့နော်ကိုရလာတဲ့ပတ်စံကပုံမှန်လားဘတ်အူတရားနဲ့အဖွဲစည်းတစ်ခုနဲ့ပတ်သက်ထားတဲ့ပတ်စံနေလားပေါ့နော်အဲအဲ့လိုမျိုးအဲ့ဒါတွေဆိုလို့ရှိရင်တော့နိုင်ငံခြားမှာလဲရမှာဥပမာကျမနေဒီမလေးရှားမှာလဲရမှာခက်ခဲဖြစ်နေမယ်အဲ့တော့လာမယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုတည်ထားမယ် ရိုးရိုးပုံမှန်ရထားတဲ့ငွေကြေးကဏ္ဍကတော့လဲလို့ရတယ်ဒါပေမဲ့တစ်ခါတည်းနဲ့ပေါ့ဒေါ်လာတွေကိုအများကြီးသွားလဲလို့တော့အဆင်ပြေမှာမဟုတ်ဘူးเนาะအဲ့ဒါဆိုရင်တို့ဒါသဘောပေါက်သွားလိမ့်မယ်ပြီးတော့ဘယ်နေရာမှာပဲပတ်စံပဲမလေးရှားနိုင်ငံတို့ခင်မှာလဲမယ်ဆိုလို့ရှိရင်ဘယ်နေရာမှာပဲလဲလဲကျွန်တော်ဒီမှာ Western Union Union ရှိရယ် IME ရှိရယ်ပြီးလို့ရှိရင်အများကြီးပါပဲကဲကျွန်မပြောရင်ရှိနေမှာဆိုလို့ အဲ့တော့ပတ်စံငွေတရေဝင်အစိုးရကဖွင့်ထားတဲ့ငွေလဲကောင်တာတွေမှာလဲမယ်ဆိုလို့ရှိရင်ကိုက passport စာကိုပေးလိုက်ပြီဆိုလို့ရှိရင်တို့ရဲ့ system တွေကိုကို passport စာကဝင်သွားပြီเนาะလွန်ခဲ့တဲ့3နှစ်ကပဲလာလဲလဲအခုမှပဲလာလဲလဲသူ့ရဲ့နာမည်နဲ့စာအုပ်နဲ့ကအကုန်လုံးက ဝတ်တည်သူလို့ရှိပြီးသားအဲ့ဒါကြောင့်သူတို့ငွေလဲမယ်ဆိုလို့ရှိရင်သူတို့ကျမတို့ရဲ့ဒီစာအုပ်ကိုယူတယ်ယူပြီးလို့ရှိရင်ပထမစာမျက်နှာကိုသူတို့စကန်ဖက်ပြီးရောသူတို့ system ထဲမှာတခါတည်းသွင်းထားတယ်เนาะဒီနေ့ဒါကျမဒါဟိုဟာပေါ့သူတို့ပြောပြလို့ကျမလည်းဒါတိခဲ့ရတာပေါ့เนาะအာညင်ခဲ့ရတာ၄ပေါ့เนาะဒါကျမလက်တွေ့ကြားခဲ့ညင်ခဲ့ရတာ၄ဒါပြန်ပြီးရော share ပေးတာပါ တော့ကျမလည်းတေချာအောင်လို့ဆိုပြီးတော့ကျမအမေအမေရဲ့ပေါ့နော် passport စာအုပ်နဲ့ဒေါ်လာ100လဲခဲ့သေးတယ်။တေချာဝအောင်ပေါ့သူပြောတာတွေမဟုတ်ဘူးလဲလို့ရပါတယ်လဲခဲ့ပါတယ်။အဲ့တော့ဒီနေ့ရပေါက်ဈေးရတော့သူတို့ပြန်ဝယ်ဈေးရတော့4519ပေါ့နော်။အာဆိုတော့ဒေါ်လာ100ဆိုတဲ့ခါကျ ringgit 419 ringgit ရခဲ့ပါတယ်။ပို့မှနောက်ပိုင်းရဆုံးရင်ရှိတဲ့သူတွေအာတခုခုရင်းနဲ့ဆက်နွယ်ပတ်သက်တဲ့သူတွေဆိုလို့ရှိရင်တော့ အရင်လိုမဟုတ်တော့ပါဘူးအာမလေးရှားနိုင်ငံမှာလဲမယ်ဆိုလို့ရှိရင်တော့အရန်ကိုစီစစ်ပါတယ်သူတို့နိုင်ငံသားတော်မှာစီစစ်ပါတယ်တဲ့သူတို့ပြောတယ်နော်အဲ့ဒါလေးကိုမလေးရှားနိုင်ငံကိုလာလဲမယ်ဆိုလို့ရှိရင်သိရအောင်လို့ပါလုံးလုံးကြီးလဲမပေးရတော့မဟုတ်ပါဘူးနော်လဲပေးပါတယ်လဲပေးပါတယ်ဒါကိုယ်တိုင်လဲခဲ့တာမဟုတ်လို့ပါနော်ပြောရရင်တော့လေဒီလိုလောက်တာလဲတခုတော့ကောင်းပါတယ်ဟွန်းဗာသူတို့နိုင်ငံတွေလဲကောင်းတာပေါ့လေနော်အာပြီးတဲ့ခါကျတော့ဒီငွေကြေးခွာချမှုတွေ အာငွေမဲတွေပေါ့နော်တဲလာတာတွေတကယ်တမ်းတော့မလေးရှားနိုင်ငံမှာတော်တော်များများတော့ဒီငွေမဲနဲ့ပတ်သက်လို့ရှိရင်တို့အရန်စီစစ်တာပေါ့လေနော်အာအဲ့အရာကြီးပေါ့နော်ပြီးပြီးတော့တို့နိုင်ငံအတွင်းမှာလည်းလက်စားမှုတွေပေါ့နော်အဲ့အရာတွေနဲ့ပတ်သက်ပြီးအကုန်လုံးတို့ကပြန်ထိန်းကုပ်လိုက်တာပေါ့နော်ဒီအခုလက်ရှိဝန်ကြီးကအဲ့တော့တချို့ချက်ကလေးတွေကလည်းကောင်းပါတယ်ဒါတို့နိုင်ငံနဲ့တို့လောက်တာလေနော်အဲ့လိုမျိုးကောင်းသလိုပဲသူများနိုင်ငံကမတော်မတရားနဲ့တယ်လာတဲ့ငွေတွေလည်းတို့နိုင်ငံမှာ အာဒီလိုမျိုးလက်သင့်မခံဘူးဆိုတဲ့ပုံစံမျိုးပေါ့လေနော်အဲ့ဒါမျိုးကြီးလောက်တာပါအဲ့ဒါလေးကိုသိရအောင်လို့ကျွန်မကပြန်ပြီးတော့ share ပေးခြင်းဖြစ်ပါတယ်ဒါကျွန်မဒီနေ့လက်တွေ့ပေါ့လေကျွန်မလည်းလက်တွေ့မှာယုံတဲ့လူမို့လို့ဒါမေးခဲ့မြန်ခဲ့တဲ့ဟာလေးတွေပါနော်အဲ့တော့အားလုံးပဲအခက်ခဲကြားနေပြီးတော့အောင်မြင်ကြရနိုင်ကြပါစေလို့နော်